ားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့မြမရွှေဈေးတွေကတက်ပါတယ်မြမငွေဈေးကလည်းတက်ပါတယ်ဒီနေ့က၈ရက်နေ့၅လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကထိုင်းစံတော်ချိန်မနက်ပိုင်း10:30မိနစ်ရှိနေပါပြီ မြမရွှေက55ပဲရည်တရသားကို80တသိန်းနဲ့မှ10000တောင်း16ပဲရည်တရသားကိုဆိုင်ကရောင်းတဲ့ဈေးက86သိန်းနဲ့မှ3000တောင်းဆိုင်ကလက်ခံတဲ့ဈေးက85သိန်းနဲ့မှ5000တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတဲ့ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4410ဆိုင်ကလက်ခံတဲ့ဈေးက4360ယူရိုငွေတွေယူရိုကိုမြန်မာကျပ်ငွေ4985ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3425ကျပ် ဆိုင်ငံ့လက်ခံတဲ့ဈေးက3385ကျပ်တရုတ်ငွေရွန်ကိုမြန်မာကျပ်ငွေ608ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2825ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးကျပ်ယူသမားတွေကဘက်ငွေ960ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ဘက်ယူသမားတွေကကျပ်သိန်းကိုဘက်ငွေ945ဘတ်ဂျပန်ငွေ3336.6ခွင်ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ60ခွင်3.38ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3460.63ကိုမြန်မာကျပ်ငွေတသိန်း အိန္ဒိယငွေ1926.38ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေတားလိုက်စဉ်တော့ပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှိမ့်ငယ်กว่าချမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုတော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုမြန်တမ်းတင်ပေးပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။